မိုင်းရောင်းနိုင်ကျောင်းသားကျောင်းသူများကျောင်းဝန်နိုင်ငံလက်ခံဆောင်ရွက်ပေးနေမှုဟာကြည့်ရှုအားပေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းမိုင်းရောင်းခရိုင်မိုင်းရောင်းမြို့နယ်တွင်ယနေ့နေ့နဲ့ပိုင်းကအခြေခံပညာကျောင်းများ၌2025-2026ပညာသင်နှင့်ကျောင်းသားကျောင်းသူများကျောင်းဝန်နိုင်ငံကိုဆက်လက်ဆောင်ရွက်လျက်ရှိရာတာဝန်ရှိသူများကတွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်။ ထို့သို့ဆောင်ရွက်လျက်ရှိရာမိုင်းယောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်တဲ့အဖွဲ့ဝင်များမိုင်းယောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးတက်ဆွေနဲ့အဖွဲ့ဝင်များမြို့နယ်စင့်ဌာနဆိုင်ရာများမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမြို့နယ်အမျိုးသမီးရေးအဖွဲ့မြို့နယ်ကျက်ချင်ီတပ်ဖွဲ့ဝင်များကကျောင်းသားကျောင်းသူများမိဘအုပ်ထိန်းသူများကကျောင်းအပ်နံနေမှုကိုတွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များပြည့်စည်ဆောင်ရွက်ပြီးကမတ်စ်ကမ်ပိန်းပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်ခမညာ